အားလုံးပဲမင်္ဂလာပါရှင်။ Listener 7 Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ကျွန်မကတော့စာဖတ်သူအိတ်ထက်ဖြစ်ပါတယ်ရှင်။ကျွန်မခုဖတ်ပြမှာကတော့စာရေးဆရာကြီးဇဝနာရဲ့ဝိထုတိုဘောင်းကျုံနဲ့1930ဩဂုတ်လတုန်းဗန်ဒူလာမဂ္ဂဇင်းမှာစာရေးဆရာကြီးဇဝနာရေးသားခဲ့တဲ့ထင်မိရောင်မားလို့အမည်ရတဲ့ဝိထုတိုလေးပဲဖြစ်ပါတယ်ရှင်။မောင်ဖေဟာ မရအလှလေးမဲတော့အားဘယ်တော့မှမမုန်းပါဘူးဟူသောမြတ်တာနဲ့အထူးချစ်ရှာလေတယ်သို့တော်လဲဘဝကကုသိုလ်ကံပေးတဲ့အလျောက်လောင်းငါယုံမြတာစားတောက်ကြရတော့လဲမောင်ဖေဟာမိမိသုံးဆွဲမဲ့အရာများကိုမသုံးဆွဲဘဲမရလက်သေးတို့ရသမျှလာကကလေးကို စုပုံ၍အက္ခာမိမိရဲ့အချစ်နဲ့အမျှဆန္ဒပြေအောင် မပြုစု မစင်ရင်နိုင်စီကမူ ဇနီးမယားရဲ့စိတ်ကို အေးချမ်းစွာပြုပေးတယ်။မေတော့မှလွှဲရင် ဖွဲနဲ့သကွဲရိရွဲတဲ့တတွေးပုတ်ကဲ့သို့ဆတ်ဆုပ်ယွန်ရှာကကညာပြိုနုနုယာကပူအောင်ပြုစုပြီးရင် ရှုကြည့်စရာ အမဆုံးသူစီတာမေပြိုဖုံးကဲ့သို့ဘလိုပင်လှအောင်တော့ပြုံးလို့မှလှဲ့မကြည့်ရှိသည်မှမထင်းတလင်ကွာ တစ်ခုလက်နုဖက်ဖက်ရှုံးဆူဆူဘလိုပင်လှလှ ဘလို့ပင်ချောချောသဘောမှာမထင်မြင်မဲတော့မှခင်မင်ပြီးရင်ထာဝစဉ်ပေါင်းသိမ့်ရန်စိတ်ကိုဆုံးဖြတ်လိုက်လေမယားဆိုဒီမှာလင်းရဲ့အနွန်တာကို ခံပြီးရင်စိုးတူကောင်းဘက်ဆက်ဆံပေါင်းသိမ့်ကလင်းရဲ့စိတ်နှလုံးကိုတိမ်ကြုံရွှင်ပြအောင်မာယာနဲ့ကြံဆောင်နိုင်မှလင်းတွေကမျက်နှိုးတက်လေတို့ဖြစ်၍မဲတော့ဟာငါဤလူအင်ဆန္ဒကို တက်နိုင်သမျှပေးစွမ်း၍အေးချမ်းအောင်ပြုတ်ပေးတယ်။ငါအလုတ်ကပြန်လာရင်တီတီတာတာနဲ့ကြည်လင်စရာတမျိုးစမ်းပြီးစိတ်ရွှင်လန်းအောင်လုပ်ပေးတယ်စသဖြင့်မောင်ဖေဟာမယားမေတော့အပေါ်၌အမျိုးမျိုးစိတ်ထဲမှချီးမွမ်းမိလေသတည်း။တို့ဖြစ်ရာကမေတော့ရဲ့ပူဇော်သမျှတို့ကိုဘာမှမလိုရန်ဇနီးမယားရဲ့စန္ဒပြည့်အောင် စွမ်းဆောင်လေးရှိသဖြင့်မေတော့ကလည်းလင်သားအပေါ်၌ကျင်အားတော်ပူကား ချိုသားစွာပြောဆို၍သဘောအလိုကိုဖြည့်ရှာပေးတယ်။ဒါကြောင့်မောင်ဖေကလည်းအထူးကျင်နာပေးတယ်။တနေ့တစ်နေ့မောင်ဖေဒီကထိုနေ့၌အထူးရှင်လန်းဝမ်းမြောက်ခြင်းဖြစ်ပေတယ်။အကြောင်းကတော့ထိုနေ့ဟာလာကထုတ်သောနေ့ပင်ဖြစ်ပေတယ်။မောင်ဖေဟာအိမ်လာကလက်ဖက်ရည်ကြွေးများကိုပေးဆက်ပြီးနောက်ကြံငွေထဲမှမရားပလဲစင်မြန်းမှုအစင်စမ်းမှန်သမျှပိုးဖဲတို့ကို အဖိုးမင်းနဲ့အောင် စစ်ဆွတ်ရွေးချယ်၍ဝယ်ယူကပေါန်တာ ရေမွေစသည်တို့ကိုပါဝယ်ခဲ့၍လမ်းချားပေါ်၌တင်ပြီးရင်ရွှင်ပြုံးသောမျက်နှာထားနှင့်မရသည်ထံပြန်ခဲ့လေတယ်။မောင်ဖေဟာမိမိဝယ်ခဲ့သော အရာတို့ကို ပွေပိုက်ကာတိုက်လှေကားကိုမှဘဏ္ဍထင်းနင်းခဲ့ရမှန်းမသိပဲပွင့်နေသောမိမိအခန်းထဲသို့ရောက်သွားလေတယ်။မောင်ဖေဟာအခန်းဝါသို့ရောက်တာနဲ့တပြိုင်နက်ရှေးဥစွာ၎င်းရဲ့မျက်စိကို စွဲငင်ထိခိုက်စေသောအရာတစ်ခုဒီကဒုတ်ကောက်တစ်ချောင်းနဲ့ဆေးရန်တရန်ဖြစ်တယ်။၎င်းတို့မှာဇပွဲဝိုင်းကလေးပေါ်တွင်တည်ရှိကြပေတယ်။ငါမရှိတော့ဘသူအလဲလာပါလိမ့်မလဲလို့မောင်ဖေဟာတွေးတောမိကမဲတော့ကို ရှာဖွေလေတယ်။သို့တော်လဲမဲတော့ကိုအခန်းတွင်နိုင်မတွေ့ရပေ။ထို့အခါမောင်ဖေရဲ့စိတ်ထဲ၌တမျိုးတမီထင်မြင်ခြင်းပြုတ်ပြီးရင်ရွှင်ပြုံးသောမျက်နာမှာယာဟုဖန်းတဲ့ လာပြီဝန်ကဲ့သို့မဲမောင်၍တွားပြီလေငါမရှိတော့ကိုဘသူလာပါလိမ့်မလဲလို့ထက်၍တွေးတော်မိကမဲတော့ဒီလူနဲ့ပဲထွက်သွားရောလားဒီလူဘလို့လူစားမျိုးပါလိမ့်မလဲအတိမိတ်ဆွေလားမောင်ဖားဆွေမျိုးလားကြာသမားလားမဲတော့ဒီလိုလဲမဖောက်ပြန်တတ်ပါဘူးအဲ့လေမိမဆိုတာရှာနှခွနဲ့မွေမျိုးလို့အင်မတန်ကောက်ကျစ်စိုးဝါးပြီတာပဲစသဖြင့်နှက်ခမ်းမှာ မကြားတကြားတရွ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 တ်ဆိုကအိယာပေါ်သို့ပြက်လဲလိုက်ပြီးအပြုတွင်တစုံတစ်ခုကိုတတိပြုမိပြန်လေတယ်အိယာခင်းမှာဒိုဘီပေးကာစားဖြစ်သဖြင့်ဖြူစင်ပြန်ပြူးနေတော့လေအလေကကြေလျက်ရှိပြီခြေရင်းဘက်မှာလဲရှုံလျက်ရှိပြန်သဖြင့်မောင်ဖေရဲ့စိတ်၌မတင်ကားသောအနက်ဟာ တပြန်ပြန်တိုးတက်လာပြီလေထို့နောက်အိယာကိုအသေးအချာစုံစမ်းကြည့်ပြန်ရာခေါင်းအုံးပေါ်မှာ ကော့စမက်တစ်အနက်ဟာမောင်ဖေးရဲ့နှာဝသို့တိုးဝေ၍ဝင်လေတယ်။ဟင်ဟုတ်ပြီ။ဧကန်နာတော့ဧကန်နာပဲ။ငါလည်းဘယ်တော့မှကော့စမက်တစ်မလိမ့်ဘူး။မဲတော့လည်းမလိမ့်ဘူး။ဟုတ်ပြီ။ဒင်းတို့နှစ်ယောက်တော့ငါမရှိတော့ဒီအိတ်ရပေါ်မှာပလူးနေကြတာပဲလို့အောက်မေ့မိလေတယ်။ထိုခဏ၌မောင်ဖေးဟာအပေါ်သို့တက်လာတော့ဖနှက်တန်ကိုကြားသဖြင့် တကားကြားမှချောင်းမြောင်း၍ကြည်ရာမဲတော့လည်း ဖီးလိမ့်ပြင်ဆင်လျက်လေပက်ရာမှပြန်လာတာကို မြင်သဖြင့်စိတ်ထဲ၌အလွန်အမင်းဒေါသထွက်မိတော်လေပညာဖြင့်သိမ်းဆဲက၎င်းရဲ့အမှုအရာတို့ကိုမတိတကဲ့သို့ဒုတ်ကောက်တဲ့ဆေးတံကိုဘီရိုကြားတဲ့သို့ထိုးဝှက်၍ထားလေမေတော့ဟာ မောင်ဖေရဲ့ညှိုးနွမ်းထိုင်းမိုင်းသောမျက်နှာကြီးကို မြင်ရလေလင် စိတ်ထဲတွင် ထိတ်လန့်ကကိုဖေရှင်ဘာဖြစ်လို့လဲနေမကောင်းဘူးလားဟိုသွေးစည်းကလေးတောက်လိုက်ပါလား အလုတ်ပင်ပန်းနဲ့မှတ်တယ်။ကျွန်မနှိပ်ပေးရအောင်မလားလို့ဆိုကပဝါကိုချိတ်တင်ရင်ပြောလေတယ်။မောင်ဖေဟာ မျက်နာကို ပြင်လိုက်ပြီးရင်"အိုးဘာမှမဖြစ်ပါဘူးကွယ်"လို့ပြောတော်လေ။စိတ်တွင်းက ပူပြင်းလောင်ကျွမ်းကမဲတော့ပြောသမျှစကားဟာငါအားမာယာနဲ့လှည့်ပြားပြောဆိုသောစကားများပြီဒီလို့ဆွဲမြင်းယူဆလိုက်လေတယ်။ရှင်သမင်းစားပြီးပြီလား။ဟင်အင်းမင်းမလာနိုင်လို့စောင့်နေတယ်။"အိုးကိုဖေကလည်း စားလို့ရှိရင်တယောက်တည်းစားတော့ဘာဖြစ်ရအောင်မလဲကျမပါမတယ်လားလို့ကျမလည်းအရှိပိုင်းကဖျားကိုးစုလှုပ်လို့တွားပြီးစားတော့လာခဲ့တယ်ကျမတော့တဲပြီးမစားလှပါဘူးရှင်မဲတွားစားပါတော့အပြန်ကျမှဘဲပေါင်းကလေးကျမကိုဝယ်ခဲ့ပါမောင်ဖေးရဲ့စိတ်ထဲ၌မဲတော့ပြောသမျှစကားဟာငါအားလှဲ့ပြား၍တခြားသူတွားအောင်နှင်နာလို့အောင်းမိကမတင်ကပဲညာစည်းတန်းသို့ထွက်သွားလေတယ်မောင်ဖေးထွက်သွားသောအခါ မေတော့ဟာမောင်ဖေရဲ့အမှုအရာ ထူးခြားပုံများကို တွေ့ဝေစဉ်းစားနေရင် အခန်းထောက်တွင် ထောင်ထားသော မိမဆောင်ဖဲထီးကလေးတစ်စင်းကို တွေ့မြင်ရတဲ့အခါရင်တွင်းဝဲထိတ်၍သွားလေတယ်။ဒါဟာမိမဆောင်တဲ့ ठी ပဲ။ငါမရှိတော့ဒီမိမကိုဖေ့ထံလာမှာပဲ။ငါလည်းဟာမခုတ်တက်တဲ့ကြောင်ပါလို့ငါအားလှဲ့ပြားပြီးနေတာပဲလို့အောင်းမိရင်မောင်ဖေကဲ့သို့အိယာကိုကြည့်မိတော့အခါမတင်ငါချင်းတိုးတက်လာလေတယ်။ ထိုနောက်မဲတော့ဟာထီးကလေးကိုယူ၍အပြန်အလှန်ကြည့်ရင် ရင်တွင်ဝယ်ဒေါသစူပွက်လျက်မျက်ရည်များရစ်ဝဲ၍ကြလာလေ။မောင်ဖေဟာထမင်းကိုဝအောင်မှစီးစိမ်ခံ၍မစားနိုင်ပဲလှင်မြန်စွာထပီးရင်ဘဲပေါင်းတုပ်ကလေးကိုကင်ကာငါမရှိတော့ဘလို့များဖြစ်နေအောင်မလဲလို့အောင်းမိလျက်လန်ချားတစည်းကိုခေါ်၍ဘေကီဘေကီဘာယာဒိုင်းနာဆိုရင်းနဲ့ပဲများမကြမီနေအိမ်သို့ရောက်လာလေတယ် မောင်ဖေဟာအတံမကြအောင်လှေကားကိုခြေပြားထောက်၍နင်းကာတက်လာရင် အခန်းဝနားသို့မရောက်မီအတွင်းသို့ချောင်းမြောင်း၍ကြည့်လိုက်ရာမေတော့ရဲ့ညိုးငယ်သောမျက်နှာကိုမြင်ရသဖြင့်ဘလို့အကြောင်းပင်ဤလို့တွေးတော်၍မရနိုင်ပဲအဟန်းလို့ချောင်းတံပြုတ်ကခြေတံပေး၍ဝင်သွားလေတယ်ကိုဖေးရှင်သွားတာမြန်လာကြည်လားစားမစားခဲ့ရလားစားခဲ့ပါတယ်မင်းကတော့မြန်နေထင်မှာပေါ့လေ ။အိုးရှင့်စကားကဘာအထိတ်ပဲလေ။ဘာအထိတ်ပဲမှမဟုတ်ပါဘူး။ထို့တို့တဦးကိုတဦးညီတီတီချိတ်ဆောင်၍ပြောဆိုနေကြရင်လေကားပေါ်သို့တက်လာသောခြေတံများကိုကြားရသဖြင့်စကားပြောရက်သွားလေတယ်။များမကြမီ။မိမတယောက်နဲ့ယောက်ျားတယောက်အခန်းထဲသို့ဝင်လာကြလေ။မဲတော့နဲ့မောင်ဖေဟာထိုမိမကိုသိတော်လဲ၎င်းနဲ့ပါလာသူကိုတော့တကားမှမမြင်ဘူးကြပြီထိုမိမသည်က ယခုမောင်ဖေတို့နေသောအခန်းကိုမောင်ဖေမနေမီငှား၍နေသဖြင့်ထိုမိမနှင့်ပတ်သက်ပြောဆို၍ထိုအခန်းကိုနေကြရသောကြောင့်၎င်းကိုတိကြလေတယ်။အော်လာပါမတ်စောဘာကိစ္စလဲ။ဧည့်သည်လေခေါ်ပါဝင်ခဲ့ပါ။ကိစ္စကတော့ဘာမှအထူးမဟုတ်ပါဘူး။ဧည့်သည်ဆိုတာကျမမောင်ပါ။အရင်ကျမဒီအခန်းမှာနေတုန်းကသူလာပြီးလေဘူးတယ်။နောက်တော့မရောက်တာကြာပါပြီ။ခဏိတော့သူလဲ တမျိုးကလာတာနဲ့ကျမလည်းဒီမှာနေသေးတယ်မှတ်လို့တကားကစိတ်ယုံစိတ်ထားတာတွေ့တာနဲ့ဝင်လာတာပေါ့နို့ပေမဲ့ဘသူမှမတွေ့တာနဲ့မကြခင် ကျမပြန်လာလိမ့်မယ်ထင်ပြီးကျမကိုဝေလာတဲ့ဖဲထီးကလေးတောက်မှထောင်ထားပြီးညောင်းတာနဲ့အိပ်ရာပေါ်လှဲပြီးအိပ်နေသေးတယ်ဆိုပဲနောက်တော့ဘသူမှမလာနိုင်တာနဲ့ပြီးတော့မှလာအောင်မယ်လေးဆိုပြီးထွက်လာခဲ့တော့စေးတံနဲ့ဒုတ်ကောက်ပါမိကြံခဲ့တယ်နောက်တော့ကျမနဲ့ ရုပ်ရှင်ယုံတယုံရှိမှတွေ့တော့ကျမတခြားကိုပြောင်းသွားတာပြောပြတော့သူလဲကြံရစ်ခဲ့တဲ့ထီးနဲ့ဒုတ်ကိုယူရအောင်ကျမပါလိုက်လာခဲ့တာပဲ။အော်ဟုတ်လားလို့ပြောကမောင်ဖေဟာဒုတ်ကောက်တဲ့စေးတံကိုထုတ်ပေးလေတယ်။မဲတော့ဟာထီးကိုထုတ်ပေးလေတယ်။ထို့နောက်၎င်းတို့ထွက်သွားကြသောအခါမောင်ဖေနဲ့မဲတော့တို့ဟာတယောက်မျက်နှာကိုတယောက်ကြည့်ကပြုံးစီစီလုံနေကြရာတယောက်ကိုတယောက် ဘာကြောင့်ပြုံးတယ်လဲလို့မေးကြည့်ကြမှနှစ်ဦးစလုံးတို့ရဲ့အမားကိုတိကြရလေတည်းအားလုံးပဲကျေးဇူးများဤတင်ပါတယ်ရှင်